စပိန်ကုန်းဖော်ကြောင်တက်တဲ့ပြားဖို့ကြိုးစားခဲ့ပေမဲ့ကွဲနေတိုင်းကကြောင်ဖက်လို့တည်ကြခဲ့တဲ့ခေတ်တင်ပရိသတ်များအလုံးဝဲမိန်လားများသူမြောင်အိုင်ဘတ်ကွန်ရှီကိုအေဂျင့်ကနေပြန်လဲကြိုးစားလိုက်ပါတယ်ဇယမသားနာတဲ့ကိုကိုဆိုင်ကားသမားတွေကတော့စပိန်မီကနေအပြောင်းနဲ့အတူပြန်လာနိုင်ခဲ့ပြီဖြစ်ပါတယ်စပိန်အသင်းနဲ့တွေ့တိုင်းရလဲဆိုပါလိမ့်ရှိတာကြောင့်စပိန်ကုန်းဆိုတဲ့နာမည်ကိုရထားတဲ့ခေတ်အသင်းဟာဒီတစ်ခါမှတော့စပိန်ကျုံးဆိုတဲ့အမည်ရအောင်ကြိုးစားခဲ့ပေမဲ့ကွဲနေတိုင်းကကြောင်ဖက်လို့တည်တမှတ်နဲ့ဂျင်းနဲ့လိုက်ရတာဖြစ်ပါတယ် ပရိုင်ဒိုင်လောအဖာဝင်စိုစီတဲ့ဘက်ကခြေပါကိုပြန်မရခင်အထိဂိမ်အသင်းကပဲဥဆောင်ကစားထားနိုင်ခဲ့ပြီးကလေးဖေကာနာချိုတောင်အဆုံးသတ်ပိုင်းအားနည်းချက်တွေရှိနေလို့သာနောက်ထပ်အတွင်းကိုတွေထမ်းမြခဲ့တာဖြစ်ပါတယ်။ကာနာချိုကတော့ရှီလဲကောင်းမရှိလဲကောင်းဗမာဦးကောင်းဖြစ်နေပြီးအဆုံးသတ်ပိုင်းအားနည်းတာတွေဒီကောင်ဆန်နာလေးတွေတော့ရှိနေသေးပေမယ့်အဖွင့်ကိုကတော့သူကိုယ်တိုင်ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။အိုနာနာကရင်ခဲ့တဲ့ပွဲလိုခေါင်းစဉ်တက်ရင်လည်းရပြီးတော့ကင်မရွန်ကိုသမားဟာဆိုစီတဲ့ဘက်ကတေဇာဝ900နိုင်တဲ့အခွင့်အရေးနှစ်ကြိမ်လောက်ကိုကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဇက်စီကတော့ဝိုင်လန်ကာနာချိုရိုထက်ဂိမ်းသင်းရဲ့တိုက်စစ်ကိုဥဆောင်နိုင်မဲ့သူဖြစ်ပြီးဒီနေ့ပွဲမှာလည်းအကောင်းဆုံးကစားသွားခဲ့တာဖြစ်ပါတယ်။ဗိုင်းပြပြပါကစားခဲ့တဲ့စပိန်ပြည်မှာတေးရလည်းရယူနိုင်ခဲ့တာကြောင့်ဒုတိယအကြော့မှာဂိမ်းမှုလို့အားသာချက်ပိုရှိသွားခဲ့ပြီးကွာတာဖိုင်နယ်တက်ရောက်ဖို့အတွက်အခွင့်အရေးပိုများသွားခဲ့ပြီလို့ဆိုရမှာဖြစ်ပါတယ်။ကဲဒီအရင်ဒီပွဲမှာ3-3ကစားကွက်နဲ့ပွဲထွက်လာခဲ့ပြီးတိုက်စစ်မှာဝိုင်လန်ကိုအထောင်ထားကကာနာချိုဇက်စီလိုနဲ့တွဲပေးထားပါတယ်။ကွင်းထဲမှာတော့ဖာနန်တက်နဲ့ကက်စမီရိုအတွဲကိုပွဲထုတ်လာခဲ့ပြီးဝင်းဘက်တွေဖြင့်ဒါလော့နဲ့ဒိုကိုခင်းချင်းခဲ့ပါတယ်။ ဘုလမကတော့ဆိုင်းဆရာလေးအွန်နာနာပဲဖြစ်ပြီးနောက်တန်းမှာတော့ဒေးလေးရိုရိုနဲ့မာဆာရီတို့ကိုပွဲထုတ်ခဲ့ပါတယ်။ဆိုစီတဲ့ဘက်ကတော့လေသုံးလုံးကစားကွက်ပေါ်မှာအော်ရာဆာဘဲကူဘောဆူဆစ်မန်ဒဲတို့အစုဖွဲ့နေပဲဂိမ်းဘူးတို့ကိုရင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။ပွဲဆိုင်ဆိုတဲ့ဂိမ်းဘလိုဘက်ကပွဲကိုဥဆောင်ထားနိုင်ခဲ့ပြီးပွဲချိန်ဆက်တက်နေမှာရင်ကလေးဖေကာတာချိုရဲ့ကန်သွင်းချက်ကကောင်းမွန်ခဲ့ပေမဲ့လည်းဆိုစီတဲ့ကိုယ်တော်မှကာကွယ်သွားနိုင်ခဲ့ပါတယ်။အဲနောက်ဂိမ်းဘလိုဘက်ကပဲပွဲကိုလွှမ်းမိုးကစားထားနိုင်ခဲ့ပြီးပွဲချိန်၁၆မိနစ်မှာကာတာချိုရဲ့ဖျံချောပေးမှုကနေဒေါ်ကူကန်သွင်းခဲ့ပေမဲ့လည်းမိုးပေါ်ကိုထောင်သွားခဲ့ပါတယ်။ ပရိုင်မှာတော့ဂေမူရိုဘက်ကအခွင့်အရေးပိုမိုရရှိခဲ့ပြီးဆိုစီတဲဘက်ကတော့ဘောလုံးတော့ကောင်းကောင်းတင်များဖြစ်နေခဲ့ပါတယ်။ပွဲချိန်မိနစ်၃၀နောက်ပိုင်းမှာတော့ဆိုစီတဲတို့ဘောလုံးပိုင်ဆိုင်မှုတာစီကြယူပြီးပွဲကိုလွှမ်းမိုးကစားဖို့ကြိုးစားလာခဲ့ပါတယ်။ဒါပေမဲ့လည်းဆိုစီတဲရဲ့တိုင်းစစ်ဆင်မှုတွေဟာထိရောက်မှုမရှိသလိုဂေမူရိုရဲ့ခန်းစင်ကြောင်းကလည်းအကောင်းဆုံးပုံစံမှာရှိနေခဲ့ပါတယ်။ပွဲကနေငယ်အေးဆက်ဆက်နိုင်နေခဲ့ပြီးဂေမူရိုဘက်ကလည်းအခွင့်အရေးဖန်နေနိုင်မှုအားနည်းသလိုဆိုစီတဲဘက်ကလည်းဘောလုံးကင်ထားတာကလည်းဘာမှဆက်ဖြစ်မလာခဲ့ပါဘူး။ ွဲချိန်38မှာတော့ဒါလော့ရဲ့ဖျက်ချိုးပေးမှုကိုဖိုင်နယ်နဲ့အပိုင်ဆုံးသတ်ခဲ့ပေမဲ့ဆိုစီယယ်ကကာကွယ်သွားနိုင်ခဲ့ပါတယ်။ဇက်စီရဲ့ထက်ဆင့်ပိတ်သွင်းချက်ဟာလည်းဆိုစီယယ်နောက်တန်းကတားဆီးသွားနိုင်ခဲ့တာဖြစ်ပါတယ်။၅မိနစ်ကြာမှာတော့ဒါလော့ကောင်းနိုင်ခွင့်ရခဲ့ပေမဲ့ထိချက်ကပြော့နေခဲ့တာကြောင့်ဆိုစီယယ်ကိုယ်တော်မှပဲဖမ်းမိခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ဂိမ်းမှုလို့ထာနေတဲ့အခွင့်ကောင်းယူပြီးတော့ဆိုစီယယ်ဘက်ကပြန်လည်ဖိအားပေးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာဂိမ်းမှုလို့ဘက်ကပဲပြန်လည်လွှမ်းမိုးသွားခဲ့ပြီးပွဲချိန်50တောင်းနဲ့မှာဂါနာချိုအဆုံးသတ်ခွင့်ရခဲ့ပေမဲ့လွဲချော်သွားခဲ့ပြန်ပါတယ်။ ဒီနေ့ကမှကာရာချွာခြေစွမ်းပိုင်းရမစိုးလာဘူးဆိုပေမဲ့ထုံးစံတိုင်းဆုံးသက်ပိုင်းကတော့ကြောင်ဖက်ပြီးအားနေနေစေဖြစ်ပါရင် ွဲရင်56မိနစ်မှာတော့ဂိမ်းမိုးတို့ဥစားကိုစတင်ရရှိသွားခဲ့ပြီးကာနာချွေရဲ့ဖျံချိုးပေးမှုကိုအေရီယာထိပ်ကနေဇက်စီကအတွင်းယူပေးခဲ့တာဖြစ်ပါတယ်ဥစားကိုရရှိပြီးတဲ့နောက်ဂိမ်းမိုးတို့ဘက်ကပဲတောင်းလျှောက်ဖိအားပေးထားနိုင်ခဲ့ပြီးအခွင့်အရေးတွေလည်းထိန်းအားခဲ့ပေမဲ့ကာနာချိုတယောက်အဆုံးသတ်နိုင်ခြင်းမရှိခဲ့ပါဘူးဝဲရင်68ခွန်တိုင်းမှာတော့ဆိုစီတဲ့တောက်ကန်ဘောကိုစားစင်ရာကနေဘရူနိုလက်နဲ့ဗရာဆာထိမှန်ခဲ့တာကြောင့်ကိုယ့်နေတိုင်ကဗီအာပြန်လဲဆစ်ဆင်းပြီးဆိုစီတဲ့ဘက်ကိုပရန်နီပေးလိုက်ပါတယ်ရရှိလာတဲ့ပရန်နီခွင့်ရေးကိုအိုရာဆာဘဲကအမှားရမရှိအဆုံးသတ်နိုင်ခဲ့တာကြောင့်ဝမ်ဝမ်နဲ့ဖလန်ဖလန်ဖြစ်ကုန်ပါတယ် တင်ရတဲ့ထွက်ပေါ်နေတဲ့အချိန်မှာတော့အပြန်လန်တိုင်းစစ်စင်မှုတွေမြင်တွေ့ခဲ့ရပေမဲ့အတွင်းကိုတွေတော့ထပ်မံမြင်တွေ့ရခြင်းမရှိခဲ့ပါဘူး။ပွဲချိန်85မိနစ်မှာတော့ဆော်စီတဲဘက်ကကန်ချက်ကိုအော်ရနာရှင်းထုတ်နိုင်ခဲ့တယ်လို့ပွဲချိန်84မိနစ်မှာလည်းအော့စကာဆန်အနီးကပိတ်သွင်းချက်ကဘေးကိုချော်ထွက်သွားခဲ့ပါတယ်။ ဒေဗလော့ဘာကတော့ခွင့်အရရရတော့ပြန်လဲထိုးပွားဖို့ကြိုးစားခဲ့ပေမဲ့လည်းဆိုစီလက်နောက်တန်းကိုတော့မကျော်နိုင်ခဲ့ပါဘူး။တံပယ်ပွဲစားချိန်ပြီးဆုံးတော့ဒါချင်းချင်းကိုလေးမိနစ်မှာအော်စကာဆန်အပိုင်ကံခွင့်ထည့်ရခဲ့ပေမဲ့လည်းအိုနာနာအကောင်းဆုံးကာကွယ်သွားနိုင်ခဲ့တာကြောင့်တေးရလက်နဲ့ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါများဗီဒီယိုလေးကဒီလောက်ပါမယ်။နောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဒီကောင်ချော်လိုက်ရပါတယ်ခင်ဗျာ။